မင်္ဂလာပါ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြော်ရီကတော့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရအတိုင်းအဖြစ်သတ်မှတ်ပေးထားခံရတဲ့ဝါတပ်ဖွဲ့ UWSC ရဲ့နိုင်ငံရေးအဆင့်တန်းဟာလွတ်လပ်ရေးမကြေညာရုံအဆင့်အထိကြီးမာပြီးအချုပ်ချာအာဏာအကုန်ရှိတယ်လို့ငင်းငယ်လုပ်ငန်းရှင်မှပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်း Bangladesh ဝန်ကြီးချုပ်ဟောင်းခါလီဒါစီယာဟာမေလ6ရက်နေ့မှာ Bangladesh ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ဆွေသတင်းအပါအဝင် ။နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ဝါကူပိုင်အုပ်ချုပ်ခွင့်ရအတိုင်းအဖြစ်သတ်မှတ်ပေးထားခံရတဲ့ဝါတပ်ဖွဲ့ UWSC ရဲ့နိုင်ငံရေးအဆင့်တန်းဟာလွတ်လပ်ရေးမကြီးညာရုံအဆင့်အထိကြီးမာပြီး အချုပ်ချာအာဏာအကုန်ရှိတယ်လို့ငင်းငယ်ရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရဝါကူပိုင်အုပ်ချုပ်ခွင့်ရအတိုင်းအဖြစ်သတ်မှတ်ပေးထားခံရတဲ့ ဝတ်တပ်ဖွဲ့ရဲ့နိုင်ငံရေးအဆင့်အတန်းဟာလွတ်လပ်ရေးမကျညာရုံအဆင့်အထိကြီးမားပြီးအချုပ်ချာအာဏာအကုန်ရှိတယ်လို့ငင်းကြဲလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါရယ်။ဝတ်တပ်ဖွဲ့ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟိုပန်မိုင်မော်ပန်ဝိုင်းနာဖန်မမန်းနဲ့ပန်ခမ်းပန်ဆန်းမြို့နယ်6ခုကိုခရိုင်2ခုဖွဲ့ပြီးဝါကူပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးထားခံရကအုပ်ချုပ်နေရဖြစ်ပါတယ်။တခြားသောတိုင်းနယ်လက်နက်ကိုင်တွေရဲ့နိုင်ငံရေးရည်မှန်းချက်တွေမှာ ဝါလိုမျိုးနိုင်ငံရေးအစင်တန်းမျိုးလိုချင်ကြပြီးမရနိုင်ခဲ့ပါကအထူးဒေသအဖြစ်သတ်မှတ်ပေးရေးကိုသဘောထားဆန္ဒတွေရှိနေကြတာပါဒါဖြင့်ဒီဒီဥစားတော့ဝါအချင်းဒီကိုကြည့်ရမှာပေါ့ဝါအချင်းဒီကပါလေဆိုတော့ဟိုလွတ်လပ်ရေးမကြေညာရုံတမဲပဲလေသူတို့ကနော်အဲ့ဒါဟုတ် ကြည့်လို့ရမယ်သူတို့မှာအကုန်ရှိနေတယ်အချုပ်ချာအာဏာတွေအကုန်ရှိနေတယ်ကိုတက်နဲ့ကိုရှိနေတယ်အာအဲ့တော့ဒီတရုတ်ကပြောပြောနေတယ်အာတိုင်းဒီကတော့တခုတည်းပဲစနစ်ကနှစ်ခုဆိုတဲ့ဟာမျိုးနော်အဲကျွန်တော်တို့နိုင်ငံကဘာနိုင်ငံကြီးပဲဖြစ်ဖြစ်အာ ီမိုကရေစီပဲဖြစ်ဖြစ်ဖက်ဒရယ်ပဲဖြစ်ဖြစ်음တပီတောင်ပဲဖြစ်ဖြစ်တို့ကတော့တင်းချာရတိမယ်ပေါ့နော်အဲဒီဒီလိုမျိုးကိုဆိုလိုတယ်ထင်ပါတယ်နော်အဲလွတ်လပ်ရေးမကြင်ညာယုံတမယ်ပဲပေါ့နော်ဥမဒီဝါဆိုလို့ရှိရင်တို့အခမ်းအနားလုပ်ရင်ကြီးလိုက်သူကပြည်တော်စုလာနိုင်ရှိတယ်ဘဝလာနိုင်ရှိတယ်နော် ဒါပေမဲ့ပြည်တော်စုတက်ကဝင်လို့မရဘူးအရခတက်တော်အေဟာသူ့ရဲ့အနေဆုံးနိုင်ငံရေးအစ်စ်ဟာဝါလိုမျိုး confederation အဆင့်တန်းကိုရလိုပြီးအမြင့်ဆုံးအနေနဲ့တခြားလွတ်လပ်တဲ့နေမြေထူထောင်ရေးရည်မှန်းချက်တွေရှိနေကြောင်းပြောကြားထားပူပါတယ်ဒါကြောင့်2023ခုနှစ်နိုဝင်ဘာလကနေစတင်ကရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေပေါ်ဆောင်နိုင်ခဲ့ပြီးတနည်းကြော်ကြာကာလအတွင်းမှာရခိုင်ပြည်နယ်ရဲ့မြို့နယ်16မြို့နယ်မှာ14မြို့ကိုသိမ်းပိုက်ထားတာပါ ဝါအနေနဲ့အခုလက်ရှိပိုင်ဆိုင်ထားတဲ့နိုင်ငံရေးအဆင့်အတန်းမျိုးရရှိတာဟာနိုင်ငံတော်ကိုကာကွယ်ရေးအတွက်ဆောင်ရွက်ပေးခဲ့တဲ့ဖြစ်စဉ်တွေကြောင့်လို့တင်ဒကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းကစီအန်အန်သတင်းဌာနကိုပြောပါရစေ။အဲ့ဒါမှပြောရင်အရင်ဆုံးရှင်းပြလို့ဆိုတော့ဝါရဲ့အစဉ်တိုင်းလို့ဆိုတော့ဝါအဲ့ဒီအစဉ်တိုင်းကြောင့်ဟုတ်တယ်ဘယ်လိုလုပ်ပြရလဲဆိုတာပုံမှန်ကြောင်းလာနေတယ်ဒီလိုကဒီဒီလိုရနေတဲ့သက်သက်တာဖြစ်တဲ့အချိန်မှာအဲ့တော့ HR ကအခုတော့ဒီ ူးနေကြတာဒီလိုဖြစ်လို့ပါတော့သူအဖွဲ့အစည်းထက်ကြတဲ့အချိန်မှာဝါကဒီမှာဘက်ကနေကာဝင်ပြီးတော့အမ်ဒီဘိုင်းဆိုင်ရပါပြောရင်တော့ဒီမှာတော့အစီအပိုင်းတစ်ခုနဲ့ပြန်ပြီးတော့အမ်ဒီလိုကာဝင်တော့အများကြီးမထပ်အောင်လုပ်ရတယ်။အဲ့ဒါကြောင့်မလို့ခုနကပြောတဲ့ဝါဒီတာဆိုတဲ့ဒီတဲ့ဖြစ်ချင်ရပြပါသူတို့ကအောက်ချုပ်နေတဲ့ဒီကပုံစံတွေကိုကြည့်တာရှိတယ်။အော်ဝါရဲ့ဖြစ်ပြီးတာပုံရဲ့ဒီရတော့တဲ့ဒီရရတော့တဲ့ပုံစံအဲ့ဒီပုံမှာထားတာ။အဲ့တော့အင်းကဝါပုံစံမျိုး 说好听点说，年轻人到一个是把楼拆了，变不一样嘛。那个我也是那不流行的，从那可能是年轻人搞个他的搞个公交，拿我那那样个车啊搞，就搞几个台，因为经常有几个人出来听听音乐，开车的。那万一明年搞老板了，我再要多一点，人家人家赚一点钱搞了，搞嘛，反正就木多小利息就搞 o 来了。那我去年在做了五九个那时候。 ဝါသင်နေကြောင်းအိန္ဒိယဘာလို့ပြောနေကြတယ်ဘယ်လိုဖြစ်နေလဲအဲ့တော့မဖြစ်နိုင်တော့ဝါလို့စနေနေမပြောမယ်သူတရှိနေတာကိုပေါ့ပေါ့ကောင်းကောင်းကြည့်နေတာကိုဒီမှာနေကြည့်လာလို့မဖြစ်မြန်မာနိုင်ငံမှာဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းကိုကက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာနဲ့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဆိုပြီးသတ်မှတ်ပေးထားတာပါ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒီမိုကရေစီရလက်ရှိခေတ်ကာလမှာအကြီးအကျယ်စင်ခေါ်ခံရပြီဖြစ်ကြောင်းပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကဋ္ဌကြီးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ီမိုကရေစီရာလက်ရှိခေတ်ကာလမှာအကြီးအကျယ်စိန်ခေါ်ခံရပြီလို့ပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကိုကိုကြီးက CNN သတင်းဌာနကိုပြောပါရတယ်။အရင်ကစက်မှုတော်လှန်ရေးခေတ်မှာဒီဒီမိုကရေစီစနစ်ကိုထူထောင်ရေးကြိုးပမ်းခဲ့လို့အခုခေတ်ဟာ AI နည်းပညာခေတ်မှာဒီမိုကရေစီစနစ်ထူထောင်ရေးဆိုကပုံစံမတူဘဲပြောင်းလဲသွားပြီဖြစ်တယ်လို့နိုင်ငံရေးသမားတွေကထောက်ပြကြပါတယ်။လူအဖွဲ့အစည်းအနေနဲ့ဒီမိုကရေစီရာအာဏာပြောင်းလဲမဟုတ်ဘဲကျင့်စဉ်ဖြစ်ကြောင်းကိုမမှန်ကန်ကန်နားလည်ဖို့လိုအပ်တယ်လို့ပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကိုကိုကြီးကပြောပါရတယ်။ ို့ကျွန်တော်တို့ကဒီမိုကရေစီဆိုတာကိုပမာကန်ကနားလည်ဖို့လိုမယ်လို့မြင်တယ်ဒီမိုကရေစီဆိုတာကအာဏာအပြောင်းအလဲမဟုတ်ဘူးကြာကျင့်စဉ်ဆိုတာကျင့်စဉ်ဆိုတာဘာမျိုးသက်တမ်းနဲ့လဲဒီမိုကရေစီတစ်ချင်းဖြစ်မသွားဘူးဟိုအမေရိကန်တို့လိုမျိုးဥရောပတွေရလာနိုင်ငံတွေမှာဒီမိုကရေစီအခုချိန်နေရောက်လာတယ်ဆိုတာနှစ်ပေါင်းရာနဲ့ချီပြီးတော့တည်သူနှစ်ပေါင်းများစွာတစ်ပြေးတည်းနဲ့ဟိုနေကျင်လာခဲ့ရတာဒါတောင်မှသူတို့ကိုယ်တိုင်ဒီမိုကရေစီအတွင်ပြောင်းလာတဲ့ကိစ္စကိုနိုင်ငံတိုင်းမှာရင်ဆိုင်နေရတယ်ဟိုကျွန်တော်တို့ဖမှုတော်လှန်ရေးခေတ်ကဒီမိုက ရေစီနဲ့ဒီ AI ချစ်ကဒီမိုကရေစီနဲ့ဟာအများကြီးပုံစံတွေကြောင်းသွားတယ်အဲ့တော့ပြောရင်ဤပညာရဲ့ဟိုဖြစ်ထွန်းတိုးတက်မှုတွေကိုလူအဖွဲ့အစည်းကအမိမလိုက်နိုင်ဘူးအထူးသဖြင့်ဒါဥပဒေအစောက်အုံတွေဟိုတရားဥပဒေစိုးမိုးရေးအစောက်အုံတွေကအစဤပညာကိုမြှော်မလိုက်နိုင်ဆိုတော့ဒါကြောင့်မလို့ဒီမိုကရေစီကိုနိုင်ကဒီကာလမှာအကြီးအကျယ်ကိုစိန်ပေါ်ခံရရပြီးကျွန်တော်တို့အလိုမြင်ပါတယ် 2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းတာဟာဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့တော်လိုင်းအင်အားစုတွေဖြစ်တဲ့ကရင်မျိုးသားစီယုံ KNU ၊ကရင်ပြည်မျိုးသားတွတ်တက်ရေးပါတီ KNPB ၊ချင်းမျိုးသားတပ်ဦး CNF ၊အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က2024ခုနှစ်ဇန်နဝါရီ31ရက်နေ့မှာပူးတွဲထုတ်ပြန်ခဲ့ပါတယ်။နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့တိုင်းဒါကောင်းဆောင်အချို့ဟာဖက်ဒရယ်အခွင့်အရေးတိုင်းဒါအခွင့်အရေးလို့ပြောနေပေမဲ့ဒီမိုကရေစီရဲ့သဘောတဘာဝကိုမျက်ကွယ်ပြုထားကြကပြည်ထောင်စုပြုတ်ကွဲစီဖို့ဥတီဆောင်ရွက်နေတယ်လို့2025ခုနှစ်ဇန်နဝါရီ1ရက် က်နေ့မှာပြောကြားခဲ့ပါတယ်။အဒီပြင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဖြစ်ကျင်တာတွေဖြစ်တင်တာတွေကိုချင့်ချိန်စဉ်းစားပြီးပြည်ထောင်စုအကျိုးကိုမျှော်ကိုကဒီမိုကရေစီနီးလမ်းတရားဆောင်ရွက်တင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီမိုကရေစီဟာပန်းနိုင်မဟုတ်ကြောင်းပန်းနိုင်ကိုတွားရလမ်းမှာအသုံးပြုတဲ့စနစ်တစ်ခုသာဖြစ်ကြောင်းအဒီစနစ်ကိုပန်းနိုင်လုပ်နေတာကြောင့်မဖြစ်တင်တဲ့ပြဿနာတွေဖြစ်နေတာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဦးထောင်ကျော်က CNN တင်ဌာနကိုပြောပါတယ်။ ကျွန်တော်တို့ဒီမိုကရေစီဟာမြန်မာနိုင်ငံဒီမိုကရေစီမှမဟုတ်ကမ္ဘာကြီးမှာပါသင်္ကေတခံရတာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဆိုတဲ့ဟာကိုကျွန်တော်တို့ပြောကြပြီးရှိဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်အနေနဲ့ကျွန်တော်တို့ကဒီမိုကရေစီကိုပန်းနိုင်လို့ဒီမိုကရေစီကကျွန်တော်တို့ကပန်းနိုင်မဟုတ်ဘူးကျွန်တော်တို့ရဲ့ပန်းနိုင်လို့သွားတဲ့နေရာမှာကျွန်တော်တို့အသုံးပြုရရင်ပေါ့ဗျာအမှန်တကယ်ကကျွန်တော်တို့ရဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးတော့မှအားလုံးတာဝန်ညီမျှနဲ့အကုန်လုံးဝါပြောတဲ့တိုင်းပြည်ကြီးဆိုတဲ့အနေအထားမျိုးကြီးတစ်ခုကိုဒီလိုအေဂျင့်တာရဝါပြောတဲ့တိုင်းပြည်ကြီးတစ်ခုဆိုတဲ့ဟာပန်းနိုင်ဖြစ်ရအောင် ဲ့ဟာကိုကျွန်တော်တို့ကဘာနဲ့သွားမှာလဲဆိုတော့ကျွန်တော်တို့ဒီမိုကရေစီနဲ့သွားမှာပေါ့အတရုတ်ပြည်ဆိုတော့ကွန်မြူနစ်နဲ့သွားတယ်ပေါ့ဒီပန်းနိုင်ကိုခေါ်ဆောင်သွားမဲ့ယင်ကိုကျွန်တော်တို့ကပန်းနိုင်ကိုမိတ်ပြီးတော့မှ GI ကိုယင်ကိုကျွန်တော်တို့ကပန်းနိုင်တော့အဲ့မှာကျွန်တော်တို့တိုင်းပြည်ရဲ့ပြဿနာတွေကမဖြစ်သင့်မဲ့ပြတ်ထိုက်တာတွေကဖြစ်နေတာပေါ့နော် အတူရှင်တွဲနေထိုင်ကြတဲ့လူအဖွဲ့အစည်းတစ်ခုအတွင်မှာကြုံတွေ့လာတဲ့ပြဿနာတွေကိုဒီမိုကရေစီနီလန်းဖြစ်တဲ့တွဲဆောင်ဆွေးနွေးအဖြေရှာခြင်းနီလန်းကသာအောင်မြင်စေနိုင်မယ်လို့ယုံကြည်ကြောင်းနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က2024ခုနှစ်ဒီဇင်ဘာ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့2025ခုနှစ်မှာတော်လှန်ရေးအောင်မြင်ဖို့လိုအပ်တဲ့အပြောင်းအလဲတွေကိုရရဝုံဝဲဆောင်ရွက်သွားမယ်လို့2025ခုနှစ်ဇန်နဝါရီ1ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံဟာမြန်မာတပ်မတော်မရှိရင်အစိမ့်စိမ့်အမွှာအမွှာပြုတ်ကွဲသွားမယ်တိုင်းမီမဟုတ်ကြောင်း NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြော ြခဲ့ပါတယ်။လက်ရှိမှာတချို့သောတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေဟာဒီမိုကရေစီစနစ်ကိုမလိုချင်တော့ဘဲတပါတီစနစ်တပီတော်စနစ်တွေနဲ့သာတွားကြဖို့ဆန္ဒရှိနေတယ်လို့စီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ ILO ကစီးပွားရေးပိတ်ဆို့မယ်ဆိုရင်အလုံသမားတိုင်းချီအခက်တွေ့လာနိုင်တယ်ဆိုတဲ့သတင်းပြည့်စုံကိုတင်ဆက်ပေးပါမယ်။ အပြည်ပြည်ဆိုင်ရာအလုံသမအဖွဲ့ INO ကမြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့အရေးယူမှုချမှတ်သွားဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်နေတာကြောင့် MN တကယ်ပိတ်ဆို့မှုလုပ်ခဲ့ပါကအလုံသမတိုင်းချီခက်ခဲတွေ့နိုင်ကြောင်းမြို့သားဒီမိုကရေစီအင်အားစုပါတီ NDF အတွင်ရေးမှုဦးထက်အောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ် INO ဟာအာတီကယ်တာတီ3ပါပြဋ္ဌာန်းချက်တွေကိုမလိုက်နာတဲ့နိုင်ငံကိုဆန့်ရှင်းလုပ်ပြီးအရေးယူလေးရှိရာမြန်မာနိုင်ငံကိုလည်း Article 29 Article 87 Article 111 Article 138 8တို့အားလိုက်နာမှုရှိမရှိဇွန်လမှာစီစစ်မှာဖြစ်ပြီးချိုးဖောက်မှုတွေ့ရှိပါကပိတ်ဆို့အရေးယူမှုလုပ်မယ်လို့ပြည်တွင်းပြည်ပတန်တမန်နေကြသတင်းတွေထွက်ပေါ်နေပါတယ် Article 33ရတာ Article 29ရ87ရ111ရ138ရဒီလေးချက်ကိုမဖြစ်မနေလိုက်တာလိုက်နာမှုတက်ကွက်တယ်ဆိုလို့ရှိရင်ဒါအဲ့ဒါရေးရင်လည်းလာတော့ဒါကြောင့်မှလည်းမလောက်သမားရမနေဘူးဆိုတော့အနည်းဆုံးကျွန်တော်တို့ကငင်းငါးသိန်းလောက် 个别讲了眼煤炭去了，最近在那儿当地也，在那儿当地也，啊这边务工，哎呢，我积来就行了的，开头讲补的，我们也得到屋里去了嘛，饭也得咱们，也一吃多个利息到个，那当得到收银员讲了嘛，第一个咱们，收银员呢，那那老稳当的啊，每年大概都是挺实在的，哦，根据你的，感觉上月破了，没有来拿我。 2023-2024ဘဏ္ဍာနှင့်ပထမ3လပတ်အတွင်းအထည်ချုပ်လုပ်ငန်းပြပတင်ပို့မှုဝင်ငွေဒေါ်လာ964တသမတသန်းရရှိခဲ့ကြောင်းဗဟိုစရင်အင်းအဖွဲ့မှထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာအထည်ချုပ်လုပ်ငန်းတွေဟာနိုင်ငံပေါင်း80ကျော်ကိုတင်ပို့လျက်ရှိကြောင်းအဲ့ဒီနိုင်ငံတွေမှာဂျပန်၊ပိုလန်၊စပိန်၊ဂျာမနီ၊ကိုရီးယား၊ UK ၊နယ်သာလန်၊အီတလီ၊အမေရိကန်ပြင်သစ်ဒိမဲ့ဘယ်ဂျီယံတို့ကိုအဓိကတင်ပို့လျက်ရှိကြောင်းစီးပွားရေးနှင့်ကုသရန်ရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။ ။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပြပါမယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာခါလီဒါစီယာဟာမေလ6ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ဆွေသတင်းကိုဆက်လက်တင်ဆက်ပြပါမယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းခါလီဒါစီယာဟာလန်ဒန်မှာလေးလကြာဆေးဝါးကုသမှုခံယူပြီးတဲ့နောက်မေလ6ရက်မှာဘင်္ဂလားဒေ့ရှ်ကိုပြန်လည်ရောက်ရှိလာခဲ့တာကြောင့်ယာယီအစိုးရအဖွဲ့ကောင်းဆောင်တွေအတွက်ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီးဖိအားတွေမြင့်တက်လာခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ပြီးကြတဲ့နှစ်ဩဂတ်လကကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုတွေအကြောင်းဝန်ကြီးချုပ်ရှေယာစီနာယာရုကဖြုတ်ချခံခဲ့ရပြီးကြတဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မိုဟာမက်ယူနစ်ဦးဆောင်တဲ့ယာယီအစိုးရအဖွဲ့ကအုပ်ချုပ်နေတာဖြစ်ပါတယ်။ဟာစီနာရဲ့ခါသည့်ပြိုင်ဘက်ဖြစ်တဲ့စီယာနဲ့သူ့ရဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသား ရေးပါတီ PNP တို့ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဒီမိုကရေစီစနစ်ပြန်လည်ကျင့်သုံးဖို့အတွက်ဒီဇင်ဘာမှရွေးကောက်ပွဲပြုလုပ်ဖို့ UNO အစိုးရအဖွဲ့ကိုတိုက်တွန်းလျက်ရှိပါတယ်။ဟာစီနာအစိုးရလက်ထက်ကဇီယာရဲ့ BNP ပါတီအပါအဝင် အတိုက်ခံနိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲဝင်ရောက်ရှင်းပြခြင်းမရှိဘဲတပိမောက်ချင်းရွေးကောက်ပွဲတွေမှာမဲလိမ်မှုတွေရှိနေတယ်လို့ဆွဆွဲချင်းတို့ကိုပြုလုပ်ခဲ့ကြပါတယ်။ဟာစီနာအစိုးရအဖွဲ့ကိုဖျောက်ချနိုင်ခဲ့တာဟာဒီမိုကရေစီနီးလမ်းကျရွေးကောက်ပွဲတွေပြန်လည်ပြုလုပ်ဖို့အခွင့်အလမ်းတစ်ခုအဖြစ်အများစုကရှုမြင်ခဲ့ကြပေမယ်။မကြသေးမီလတွေအတွင်းယာယီအစိုးရရဲ့ရွေးကောက်ပွဲကျင်းပမဲ့ဂရီကွေအပေါ်တန်တရားတွေကြီးထွားလာခဲ့တာပါ။ ယာယီအစိုးရကတော့ရွေးကောက်ပွဲကိုအချိန်နဲ့ရရက်ပေါ်မူတည်ပြီးအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်လာမယ့်ဂျွန်လမှာကျင်းပပြီမယ်လို့ပြောကြားခဲ့တာကြောင့်ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလဟာတိကျရေရမှုမရှိသေးတာပါဇီယာရဲ့အကြီးဆုံးသားဖြစ်တဲ့ဒါရစ်ရမန်ဟာလန်ဒန်မှာပြည်ပြေးပွားနဲ့နေထိုင်ပြီးပါတီကိုဥဆောင်နေသူဖြစ်ပါတယ်ဒါကာမြို့တော်ရှိဟာဇရက်ရှာဂျလန်နိုင်ငံတကာလေဆိပ်ကိုရောက်ရှိလာတဲ့ဇီယာကိုသူ့ကိုထောက်ခံသူတွေကစုယုံပြီးကြိုဆိုခဲ့ကြပါတယ် ဇီယာဟာကာတာဆော်ဘာဂျီရှိတ်ထမင်ပင်ဟမတ်အေဒါနီကစီစဉ်ပေးတဲ့အထူးလေကြောင်းခီးစဉ်နဲ့လန်ဒမ်မဒါကာလီစစ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြောက်ကိုရီးယားဟာအရှိတ်ကန်လွန်ရေပြင်အတွင်ကိုအမျိုးသားစုံလင်တဲ့တာတိုပြစ်ပဲထိန်ဒုံးကြီးတွေပြစ်လွတ်ခဲ့တဲ့ဆွဲသတင်းပြေဆုံးကိုတင်ဆက်ပေးပါမယ်။ မြောက်ကိုရီးယားဟာအရှိတ်အကန့်လွန်ရေပြင်းနဲ့အတွင်းကိုအမျိုးအစားစုံလင်တဲ့တာတိုပစ်ပက်ထိန်ဒုံးကျည်တွေပစ်လို့ခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကမီလာရှိရမှာပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အဲ့ဒီဒုံးကျည်တွေကိုပြည်ပနိုင်ငံတွေကိုတင်ပို့ရောင်းချခြင်းမပြုမီဒုံးကျည်တွေရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်တဲ့အနေနဲ့အဲ့ဒီလိုပစ်လို့ခဲ့တာဖြစ်နိုင်တယ်လို့တောင်ကိုရီးယားကပြောပါတယ်။အဲ့ဒီဒုံးကျည်တွေကိုမြောက်ကိုရီးယားရဲ့အရှိတ်အကန့်ရိုးရန်ပေးရှိဝါဆန်မြို့မှာပင်လယ်အတွင်းကိုဒေသစံတော်ချိန်နနက်၈နာရီ၁၀မိနစ်ခန့်မှာပစ်လို့ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားပူရဲစစ်ဦးစီးချုပ်များအဖွဲ့ GCS ကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီတုံချီတွေကကီလိုမီတာ800698မိုင်အကွာဝေးထိပြန်တန်းခဲ့ပြီးတဲ့နောက်ပင်လယ်ထဲကိုကြာသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။အဲ့ဒီတုံချီတွေပြစ်လွတ်မှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုအမေရိကန်၊ဂျပန်တို့နဲ့မျှဝေခဲ့တယ်လို့ JCS ကပြောကြားခဲ့ပါတယ်။ပြစ်လွတ်ခဲ့တဲ့တုံချီတွေရဲ့အရေးအတွက်နဲ့တုံချီအမျိုးအစားတွေကို JCS ရဲ့ပြောရေးဆိုခွင့်ရှိသူလီဆန်ဂျွန်ကမှတ်ချက်ပေးခဲ့ခြင်းမရှိတာပါ။တောင်ကိုရီးယားရဲ့အမျိုးသားပြန်လည်ပေါင်းစည်းရေးအင်စတီကျူမှာမြောက်ကိုရီးယားအရေးလေ့လာသူဟောင်မင်ကတော့ မြောက်ကိုရီးယားဟာတာတိုပြည့်ပက်ထိန်တုံးကြီးအမျိုးအစားနှစ်ခုကိုပြစ်လုခဲ့ပွဲရှိကြောင်းနဲ့အဲ့ဒီတုံးကြီးတွေဟာယူကရိန်းစစ်ပွဲအတွင်းရုရှားကိုထောက်ပံ့ပေးခဲ့တဲ့တုံးကြီးအမျိုးအစားတွေဖြစ်နိုင်ကြောင်းပြောကြခဲ့ပါတယ်။ဂျပန်အစိုးရကလည်းမြောက်ကိုရီးယားရဲ့ပက်ထိန်တုံးကြီးတွေပြစ်လုမှုကိုထောက်လန့်သိရှိခဲ့တယ်လို့ပြောကြခဲ့ပါတယ်။မလအတွင်ကလည်းမြောက်ကိုရီးယားဟာအမျိုးအစားစုံလင်တဲ့ပဲထိန်တုံးကြီးတွေကိုပြစ်လွတ်ခဲ့ပြီးတောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ပူးတွဲစည်ရေးလေ့ကျင့်မှုတွေကိုဝေဖန်ရှုံချခဲ့ပါလေ။အိန္ဒိယလီတက်ကိုပါကစ္စတန်ကတရုတ်နိုင်ငံလောက်ဂျီတန်းစီနဲ့တိုက်ခိုက်ခဲ့တဲ့ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ မေလ9ရက်ကပါကစ္စတန်ကိုတိုက်ခိုက်ခဲ့တဲ့အိန္ဒိယရဲ့စင်တူစစ်စင်ရေးအတွင်းပါကစ္စတန်ဟာတရုတ်နိုင်ငံလုံးခြေတန်းစီတိုက်လေယာဉ်တွေကိုအသုံးပြုပြီးအိန္ဒိယလေတပ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ပါကစ္စတန်ကပြောကြားခဲ့ကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။ကရှမီးယားဒေသနဲ့နှနိုင်ငံနယ်စပ်ဒေသမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေအတွင်းပါကစ္စတန်စစ်တပ်ဟာအိန္ဒိယလေယာဉ်၅စင်းကိုပစ်ချခဲ့ကြောင်းပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရစ်ကပြောကြားခဲ့ပါတယ်။လေယာဉ်တွေပစ်ချခံခဲ့ရတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးခြင်းမရှိသေးတာပါ။ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးအစ်ဟာဒါကလည်းပါကစ္စတန်လေတပ်ရဲ့ခြေတန်းစီ တိုက်လေယာဉ်တွေဟာအိန္ဒိယရဲ့ Rafale တိုက်လေယာဉ်၃ဆင့်အပါအဝင်အိန္ဒိယလေယာဉ်၅ဆင့်ကိုပစ်ချခဲ့တယ်လို့လွှတ်တော်မှာပြောကြားခဲ့ပါတယ်။ကျွန်တော်တို့တိုက်လေယာဉ်တွေဟာအိန္ဒိယလေတပ်ရဲ့ပြင်သစ်နိုင်ငံလို့ Rafale တိုက်လေယာဉ်၃ဆင့်ကိုပစ်ချခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကဂျေတန်းစီတိုက်တွေနဲ့အသုံးပြုခဲ့တာပါကျွန်တော်တို့တုံးခဲ့တဲ့လေရင်အားလုံးဟာတရုတ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လို့ဒါကပြောကြခဲ့ပါတယ်အဲ့ဒီသတင်းသားအတည်ပြုခဲ့မယ်ဆိုရင်တိုက်ပွဲအတွင်းလေရင်ချင်းရှင်ပြီးပြစ်ချနိုင်စွမ်းရှိတဲ့တရုတ်တိုက်လေရင်ရဲ့စွမ်းဆောင်ရည်ကိုထင်ရှားလာလိမ့်မှာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲအတွင်း Rafael တိုက်လေရင်တွေပြစ်ချခံရတဲ့ပထမဆုံးဖြစ်စဉ်လည်းဖြစ်လာမှာဖြစ်ပါတယ် လက်ရှိအချိန်ထိအိန္ဒိယနဲ့ပါကစ္စတန်ကြားလေကြောင်းတိုက်ပွဲအခြေအနေကိုတိကျပြတ်သွားစာမသိရသေးတာပါပါကစ္စတန်ဘက်မှအိန္ဒိယလေရင်၅စင်းကိုပစ်ချခဲ့တယ်လို့ပြောကြားခဲ့ပေမယ့်အိန္ဒိယအရာရှိတွေကတော့လေရင်၅စင်းပစ်ချခဲ့တယ်လို့ပြောကြားခဲ့ကာပစ်ချရတဲ့အကြောင်းရင်းကိုအသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိတာပါ CNI သတင်းထဏာရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ယူပါလီဘိုလူပွဲမှာ United အနိုင်ရဖို့လိုအပ်တယ်လို့အာမိုရင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူနိုက်တက်အသင်းနီးပြအာမိုရင်ကပရီးမီးယားလိပြိုင်ဘက်စပါတင်နဲ့ရှင်ပြန်ရမယ့်ယူရိုပါလိဘောလုံးပွဲမှာအသင်းအနိုင်ရရှိဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။အာမိုရင်ကစူပလာကိုရယူနိုင်မှုဟာခက်ခဲတဲ့ရာသီမှာကျွန်တော်တို့ကိုအားပေးပံ့ပိုးမှုတွေပြုလုပ်ခဲ့တဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့လုပ်နိုင်တဲ့အ ਨੇ ဆုံးအရာပါ။ဘောလုံးပွဲကြောင့်ကျွန်တော်စိတ်ဖိစီးမှုဖြစ်နေပါပြီ။ဘောလုံးပွဲမှာအနိုင်ရအောင်မလုပ်နိုင်ခဲ့ရင်ဘောလုံးပွဲရအောင်လှုပ်ထားတဲ့အရာတွေကဘာမှမဟုတ်တော့ပါဘူး။အဲဒါကြောင့်ကျွန်တော်တို့အနိုင်ရရှိအောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့အနိုင်ရဖို့လည်းကြိုးစားသွားမှာပါလို့ပြောခဲ့တာပါ။ United အသင်းရာ Europa League Semi-final ဒုတိယအကြိမ်မှာ Bilbao အသင်းကို၄ဂိုးတကူးနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့ပထမပိုင်းမှာ United အသင်းဟာ Bilbao အသင်းကိုတကိုးကိုမရှိနဲ့အေးနိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာ Mason Mount က2ဂိုး Casemiro နဲ့ Hojlan တို့ကတကိုးစီတွင်ယူခဲ့တာကြောင့်အနိုင်ရလက်ပြတ်သားခဲ့တာပါ United အသင်းရပထမအကြော့ကလည်း Bilbao အသင်းကို3ဂိုးကိုမရှိနဲ့အနိုင်ရထားတဲ့အတွက်နှစ်ကြော်ပေါင်းရလက်9ဂိုးတကိုးနဲ့အနိုင်ရပြီး Europa League ဘောလုံးပွဲကိုတက်နိုင်ခဲ့တာဖြစ်ပါတယ်။ Europa League ပြိုင်ပွဲမှာပိုဆွဲမဲ့အသင်းဟာလာမယ့်ရာသီ Champions League ဝင်ဝင်ရမှာဖြစ်လို့ United နဲ့ Spurs တင်းနဲ့ကတင်းရ Champions League ရှင်ပိုင်ခွင့်ရရှိမှာပါ။နှစ်တင်းစလုံးဟာတရားသည့် Premier League ပြိုင်ပွဲမှာရလဒ်တွေဆိုးရွားနေပြီး United အသင်းကအဆင့်15 Spurs အသင်းကအဆင့်16နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ United အသင်းဟာတရားသည့်မှာ Spurs အသင်းနဲ့တွဲဆုံထားတဲ့၃ပွဲစလုံးအရင်းနှိမ်ထားတာပါ။ Spurs နဲ့ United အသင်းတွေ Europa League ဘောလုံးပွဲကိုမေလ27ရက် Bilbao အသင်းအိမ်ဝင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ9ရက်နေ့အတွက် နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေခင်ဗျာ။